ဒါဒီတဝင်းကအခုပွဲကလေးကနဲ့ထွက်ရတဲ့ကံမှာတော်တော်လေးကိုကောင်းစားတယ်ကျွန်တော်အခုဒီစတော်ပိုင်းလိုက်လို့နေလိုက်ကတော့ချားသွားတယ်ဆက်ကြည့်တာဆက်ကြည့်ပြီးတကသမင်းစားသမင်းစားရတကခုဆက်ကြည့်တာကျွန်တော်ဒူးဒီတော်လုံးဝမလဲနိုင်ဘူးနော်အဲ့မှာကျွန်တော်ဒီနှလုံးပေါင်းကြီးဒီတစ်ပေါ့နှလုံးပေါင်းကြီးဒီနှစ်ပေါ့နှလုံးပေါင်းကြီးဒီသုံးပေါ့နှလုံးပေါင်းကြီးဒီလေးပေါ့သုံးရနောက်ပြီပေါ့နော်နှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးသုံးနှလုံးပေါင်းကြီးလေးပေါ့ဒါကဒမူရာတွေပြောပြတာဒီနှလုံးပေါင်းကြီးဒီဒီနှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးဒီသုံးနှလုံးပေါင်းကြီးဒီလေးဒီနှလုံးပေါင်းကြီးဒီကဒီသုံးနှလုံးပေါင်းကြီးဒီ၆ ဒီလိုလိုပေါင်းကြီးဒီဖွန်ဒီလိုပေါင်းကြီးနှစ်ဒီလိုပေါင်းကြီးဒီရှိဒီလိုပေါင်းကြီးသုံးဒီလိုပေါင်းကြီးဒီတစ်ဆယ်ဒီလိုပေါင်းကြီး၆ဆိုပြီးတော့ဒါဒီလိုလိုပေါင်းကြီးဒီ၆ဒီလိုပေါင်းကြီးဒီဖွန်ဒီလိုပေါင်းကြီးဒီရှိဒီလိုပေါင်းကြီးဒီ၉ဆိုဒီလိုလည်းပြောလို့ရတယ်ဒါမှမဟုတ်ခုနကဒီသုံးလိုပေါင်းကြီးဒီဖွန်ကိုဒီ၆ခန်းနဲ့ပေါင်းမလားဒီ၆ထိပ်နဲ့ပေါင်းမလားဒီသုံးလိုပေါင်းကြီးဒီဖွန်ကို၆နဲ့ပေါင်းလို့ရှိရင်လည်း၃ပေါ့ကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့နော်ခုနကကျွန်တော်တို့ပြခဲ့တဲ့အိုက်သွားမဲ့စနစ်ပေါ့နော်ရှစ်သုံးလုံးသုံးသုံးလုံးဆိုတာလေသုံးလုံးပေါင်းကြီးဒီကိုခွန်ကို6နဲ့3ပေါ့သုံးလုံးပေါင်းကြီးဒီကိုခွန်ကို6နဲ့3ပေါ့ဒီမှာကိုရှိတဲ့သုံးလုံးပေါင်းကြီးဒီ၄ဆိုရင်3တောင်းပြီပေါ့ ဒါကကြောင့်လို့63လုံးကိုဒီ63လုံးက63လုံး၄ဆိုပြီးတပါဝါလန်းထားတယ်ဒီ3လုံးပေါင်းကြီးဒီခုံကိုဒီ6နဲ့ပေါင်းလို့ရှိရင်3ပေါ့ဒီ3လုံးပေါင်းကြီးဒီခုံကိုဒီ6နဲ့ပေါင်းလို့ရှိရင်3ပေါ့ဒီ3လုံးပေါင်းကြီးဒီခုံကိုဒီ6နဲ့ပေါင်းလို့ရှိရင်3ပေါ့ဒီမှာ၄ခံထားတယ်ဒီ3လုံးပေါင်းကြီးဒီကျွန်တော်တို့6မှာ8 8နောက်ပြီးမှာ6မှာ4နဲ့3ဖြစ်မှာပေါ့ခုနကမှာ3နောက်ပြီးခုက8နောက်ပြီး6နဲ့4နဲ့ပါဝါခံထားတဲ့အတွက်နမူနာပြောပြလားဒါနမူနာပြောပြလားဒီလိုစီနီယာအကျော်ကြီးက သူကဒီသတိဒီမှာပဲဖြစ်ဖြစ်သူဒီမှာဖြစ်သတိဒီပေါ်ကြီးသူတစ်ဖြစ်ဒီလေးကက်နော်လေးကက်က၅ကက်ကိုသွားမှာဟုတ်ဒီကက်က၅ကက်ကိုသွားမှာကိုဟွာကြည့်မြတ်ကဲအော်လေးကက်က၅ကက်ကိုလည်းပေါ့ဒီလေးကက်မှာသူကရှုပ်ထွေးပြစ်တာရှုပ်ထွေးလိုက်တာပေါ့နော်ရှုပ်ထွေးလို့ရတဲ့အချိန်မှာရှုပ်ထွေးလိုက်တာပေါ့အဲ့လိုပုံစံနဲ့အဲ့လိုပုံစံနဲ့ဆိုတော့အခုကျွန်တော်ဒီလေးကက်စနစ်မှာလေးကက်စနစ်မှာကျွန်တော်တို့ပေါင်းချင်းနေနေပဲခါတလေတဏ္ဍတစ်ခွက်က ဒါကျွန်တော်ဒီပြင်မှာ live share ရလို့ရှိရင်ကျွန်တော်ရေကက်နဲ့ကလန်းအခွက်ကြီးကြီးတကွတဲ့ပေါက်ခွေးတဲ့ကျွန်တော်ပေါက်ခဲ့တဲ့ကလန်းတကွပြင်မှာပြပေးမယ်နော်ကျွန်တော်ကလန်းအမှတ်မိသေးသလားမသိဘူးမှတ်မိဘူးဗျာကိုပါပြီးကျွန်တော်တို့ကြားနေပါလိမ့်မယ်နော်အဲ့ရေကက်နဲ့သွားကြည့်မယ်ရေကက်နဲ့သွားကြည့်မယ်ကျွန်တော်ဘယ်လိုယူဆခဲ့သလဲဆိုတော့ကိုကိုကိုပဲကြည့်ခဲ့ပေါ့နော်ဘယ်လိုယူဆခဲ့တယ်လဲဆိုတာကဟိုဒီရေကက်မှာကဟိုမမြင်ဘူးဖြစ်နေမှာဆိုလို့နော်ခုနကကျွန်တော်ဒီနှလုံးမောင်းကြီးဒီနှလုံးမောင်းကြီးတုံညာနှလုံးမောင်းကြီးဒီက ဒီ၄နဲ့၁နဲ့ပေါင်းလို့ရှိရင်က6နဲ့10နဲ့ပေါင်းလို့ရှိရင်6နဲ့9နဲ့ပေါင်းလို့ရှိရင်ခွန်9 6 9နဲ့6နဲ့ပေါင်းလို့ရှိရင်9 6 9နဲ့ပေါင်းရင်6เนาะ9 6 9နဲ့ပေါင်းရင်6အဲ့လိုဒီနန်းမှာကဒီလေကက်တီးကအများကြီးပေါ့ဗျာကျွန်တော်ပြောချင်တာလေကက်တီးကလေကက်နဲ့ကဏ္ဍထုတ်ဖို့ဆိုတာခုနကျွန်တော်ပြောချင်တဲ့အဓိကဝိုင်းကလေကက်နဲ့ကဏ္ဍထုတ်ဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့လေကက်နဲ့ဘယ်လိုထုတ်တယ်လဲဆိုတာကိုကြည့်သွားကြမယ်เนาะအဲ့ကြည့်သွားကြမယ်ကျွန်တော်တို့3 4လေးညနေကကျွန်တော်လိုက်ပြတဲ့ခါကျတော့ရှုပ်သွားတယ်ပေါ့เนาะ 3လေးလေး3လုံးပေါင်းကြီးဒီတက်3လေးလေး3လုံးပေါင်းကြီးဒီတက်ကိုကျော်လေးဒီ shift tick စီနဲ့ပေါင်းလို့ရှိရင်ကိုလို့ထည့်တယ်ဟုတ် shift tick စီနဲ့ပေါင်းလို့ရှိရင်ကိုလို့ထည့်တယ်ဒီမှာက3လေးလေး3လုံးပေါင်းကြီးဒီတက်အဲ့လိုပဲရေးခဲ့ပါမယ်နော်1 3 3 1 33လုံး3လုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့3 tick စီနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ကိုလို့ထည့်တယ်နော်ဒီမှာကကျွန်တော်တို့3 5 5 3လုံးပေါင်းကြီးဒီ3နော်3ကိုကျွန်တော်တို့6 tick စီနဲ့ပေါင်းလို့ရှိရင်ကျွန်တော်ကကိုလို့ထည့်တယ်နော်6 tick စီနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ကိုလို့ထည့်တယ် ့865သုံးလုံးပေါင်းကြီးဒီ866သုံးလုံးပေါင်းကြီးဒီတို့ညာနော်ဒါလေးလေးကျွန်တော်တို့မှတ်ခဲ့ပါဗျာနော်ဒီလေးမှတ်ခဲ့ပါ866သုံးလုံးပေါင်းကြီးဒီတို့ညာကိုကျွန်တော်တို့ကိုးသိစီနေပေါင်းလို့ရှိရင်ကျွန်တော်တို့ကိုးလို့ထည့်တယ်ကျွန်တော်ကလေးခက်ပဲတွားချင်တယ်ဒီငါးခက်မှာကျွန်တော်တို့တို့ညာသိစီမတွားတော့ဘူးဒါကဒီလမ်းတစ်ခုပေါ့နော်ဒီအနေထားတစ်ခုပေါ့အဲ့ဒီမှာကျွန်တော်တို့ဒါကူကိုးလို့ထည့်တော့ဗျာနော်အဲ့ကိုးလို့ထည့်တဲ့အခါကျွန်တော်တို့ကခုဒီမတ်တက်လိုက်မှာနေလို့သွားမယ်ပေါ့နော် လေးလို့သွားတဲ့ခါကျတော့အခုညိတာကအဲ့မှာကျွန်တော်ဘာပေါင်းကြီးတစ်ကသွားပြီးတော့ညိတယ်ပေါ့နော်ဘာပေါင်းကြီးတစ်ကညိတယ်အဲ့မှာကျွန်တော်ဒီနှလုံးပေါင်းကြီးဒီ30 30ကိုကျွန်တော်တို့သုံးနှလုံးပေါင်းကြီးဒီ6နဲ့ပေါင်းလို့ရှိရင်6နော်သုံးနှလုံးပေါင်းကြီးဒီ6နဲ့ပေါင်းလို့ရှိရင်ကိုကျွန်တော်6ကိုပဲပြခဲ့မှာရှင်ဆုံးနော်နှလုံးပေါင်းကြီးဒီ2 2ကိုကျွန်တော်တို့7 3 6သုံးနှလုံးပေါင်းကြီးဒီ9 9ကို2နဲ့ပေါင်းလို့ရှိရင်6နော်နှလုံးပေါင်းကြီးဒီ1 1ကိုကျွန်တော်တို့3 6 8 36ကို3လုံးပေါင်းကြီးတယ်ရှင်းလုံးပေါင်းကြီးတက်ကို368 3လုံး36ကို3လုံးပေါင်းကြီးတယ်ရှင်းတက်နဲ့ရှင်းနဲ့ပေါင်းလို့ရှိရင်9ပေါ့နော်ဒါကကျွန်တော်တို့လုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့3လုံးပေါင်းကြီးဒီခွန်ထဲမှာ9ရှိမယ်ဆိုရင်နှစ်ထိပ်ပေါ့နော်ကျွန်တော်တို့ထားခဲ့ပေါ့နော်ဒါကနှလုံးပေါင်းကြီးဒီနှစ်နှစ်ကို3လုံးပေါင်းကြီးဒီခွန်ထဲပေါင်းလို့ရှိရင်ကျွန်တော်တို့9ပေါ့နော်9ရပြီ9ကို9ဒီရရင်တော့ထားနိုင်မယ်နော်အဲရထားတဲ့ကကျတော့ဒီ၈ထိပ်စီလေးကို နော်ရှစ်ထိပ်စီလေးကို၅နောက်ပိတ်နဲ့ပေါင်းလို့ရှိရင်၃၃ကိုနှလုံးပေါင်းချင်းတင့်နဲ့ပေါင်းလို့ရှိရင်လို့လို့လေးလို့လာပြီနော်လေးလို့လာပြီဒီရှစ်ထိပ်စီလေးကိုကျွန်တော်တို့၆နဲ့ပေါင်းလို့ရှိပြီလေးကိုနောက်ပေါင်း၁၀နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့လေးလို့လာပြီနော်သုံးထိပ်စီလေးကို၆နောက်ပိတ်နဲ့ပေါင်းလို့ရှိရင်နော်သုံးထိပ်စီလေးကို၆နောက်ပိတ်နဲ့ပေါင်းလို့ရှိရင်ကိုကိုကိုနှလုံးပေါင်းချင်း၅နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့လေးလို့လာပြီနော်လေးလို့လာပြီဒီမှာ၆နဲ့၈နဲ့ပေါင်းလို့ရှိရင်လေးလေးကိုနှလုံးပေါင်းချင်း၁၀နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့လေးလို့လာပြီနော်လေးက ဲ့လိုလာတဲ့ခါကျတော့ကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့ပုံခွဲမှာပေါ့ပုံခွဲတဲ့ခါကျတော့ကြိုက်မကြိုက်ဘူးနော်ကြိုက်မကြိုက်သူကဒါကျွန်တော်တို့ကအဆန်မပါဘူးအတန်လောက်ပြီးသွားတာပေါ့နော်အဆန်မပါဘူးနောက်ပေါင်းချင်း30ပဲနော်အဲ့ဒီထဲမှာမှကျွန်တော်တို့ပြောခဲ့တယ်ဒီသုံးလုံးပေါင်းကြီးဒီကျွန်တော်ပြောခဲ့တယ်ဒီသုံးလုံးပေါင်းကြီးဒီ869သုံးလုံးပေါင်းကြီးဒီတစ်တစ်ကိုကျွန်တော်တို့ဟာသုံးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့ပြောခဲ့တယ်နော် ရှိရှိချသုံးလုံးပေါင်းကြည့်ငါငါကို6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့ပြောခဲ့တယ်နော်။ခွန်သုံးနဲ့သုံးလုံးပေါင်းကြည့်2 2ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့ပြောခဲ့တယ်နော်။ဒီမှာကျွန်တော်တို့966 665သုံးလုံးပေါင်းကြည့်ခွန်ခွန်ကို9ခွန်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့ပြောခဲ့တယ်နော်။၄လို့ပြောခဲ့တယ်။ဒီ2 9နဲ့သုံးလုံးပေါင်းကြည့်3ဟော2 9နဲ့သုံးလုံးပေါင်းကြည့်3သုံးကိုကျွန်တော်တို့9တင်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့နော်။သူကြတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ။ဟောပါဘော။ ငါးကပ်ပေါ့နော်တူးတူးကြတော့ကျွန်တော်တို့ဒါနှစ်ကိုနှစ်သုံးလုံးပေါင်းကြည့်ဒီသုံးသုံးကိုကျွန်တော်တို့ကွာတင်နဲ့ပေါင်းလို့ရှိရင်၄ပေါ့သူကြတော့ကျွန်တော်တို့ငါးကပ်ဖြစ်သွားတယ်ပေါ့နော်ငါးကပ်ဖြစ်သွားတယ်ဆိုတော့ငါးကပ်က၄ကပ်နဲ့နော်၄ပင်နဲ့လာပြီးညှိတာငါးကပ်က၄ပင်နဲ့လာပြီးညှိတာအဲ့လိုဆိုလို့ရှိရင်သူဒီမှာစပြီးတော့တည်ခဲ့တယ်နော်သူဒီမှာစပြီးတော့တည်ခဲ့တယ်ဒီသုံးလုံးပေါင်းကြည့်ဒီတက်3 4 4နော်ခဏလေးနော်ဒီမှာကျွန်တော်တို့3 4 4သုံးလုံးပေါင်းကြီးဒီကစတဲ့ခဲ့တယ်သုံးလုံးပေါင်းကြီးဒီ နှစ်သုံးလုံးသုံးလုံးပေါင်းကြည့်ဒီ6သုံးငန်းငါသုံးလုံးပေါင်းကြည့်ဒီ3နော်သုံးငန်းသုံးလုံးပေါင်းကြည့်ဒီ6 6 6သုံးလုံးပေါင်းကြည့်ဒီ3ည6တုံးတုံးညနော်အဲ့ဒီ6တုံးတုံးညကိုကျွန်တော်တို့ကဒီသုံးလုံးပေါင်းကြည့်ဒီ1သုံးလုံးပေါင်းကြည့်ဒီ1ကို9နောက်ပေးတဲ့ပေါ်လို့ရှိရင်6ဆိုပြီးတော့1ပါပါ6လို့2ကိုဒီမှာကျွန်တော်တို့အရင်တည်လိုက်တယ်နော်2ကိုအရင်တည်လိုက်တယ်2ကိုအရင်တည်ပြီးတာနဲ့တကယ်နဲ့ဒီသုံးလုံးပေါင်းကြည့်ဒီ8 ဒီသလိုပေါင်းကြီးဒီရှစ်ကိုသုံးသိစီနဲ့ပေါင်းလို့ရှိရင်1နော်အဲ့လိုတစ်တဲတဲ့ကမှာသုံးသိစီတည်လိုက်တယ်အဲ့တည်လိုက်တဲ့ကမှာဒီနှလုံးပေါင်းကြီးဒီ3သုံးကိုကျွန်တော်တို့ဒီ9ခါတိုင်းလေးနဲ့သုံးသိစီနဲ့လည်း8ဒါသိစီနှလုံးကိုပြန်ချုပ်လိုက်တာနော်အဲ့ကျတော့ကျွန်တော်တို့1 3လုံး3လုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့7 7 6သုံးလုံးပေါင်းကြီးဒီဟာ9ကိုကျွန်တော်တို့6နောက်ပိနဲ့ပေါင်းလို့ရှိရင်1 6ပါပါ1ပါပါ6 6ပါပါ1 နော်6ပါပါဒီအဲ့ဒီမှာကျွန်တော်တို့1နဲ့6နဲ့ပေါင်းလို့ရှိခွန်းနော် sorry ခုနကတော့သုံးလုံးပေါင်းကြီးဒီ1 1ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ1 1ကို9နောက်ပိတ်နဲ့ပေါင်းလို့ရှိ6အဲ့6ကိုမှသုံးလုံးပေါင်းကြီးဒီ8ကို3နဲ့ပေါင်းလို့ရှိ1 1 6ပါပါတယ်နော်ပါပါတယ်ဒီမှာလည်းကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့8 6သုံးလုံးပေါင်းကြီးဒီ9ကို6နောက်ပိတ်နဲ့ပေါင်းလို့ရှိ1နော်အဲ့ဒီဖြစ်တာနဲ့တပြိုင်နက်သုံးလုံးပေါင်းကြီးဒီ8 6 6သုံးလုံးပေါင်းကြီးဒီ10 30ကိုကျွန်တော်တို့စောက်တိစီနဲ့ပေါင်းလို့ရှိရင်6အဲကြတော့စောက်တိ6တိ6တိ6တိစောက်တိ6အဲ့မှာတိနဲ့6နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ပါဝါဒီ6နဲ့6နဲ့ပေါင်းလို့ရှိရင်နှစ်ဒီကထိစီပြန်ချုပ်လိုက်တာအခုဒီမှာကကျွန်တော်တို့3 9 9သုံးလုံးပေါင်းကြည့်ဒီ3အဲ့တော့ငါ၃လုံးပေါင်းကြီးဒီ၃ကိုခွန်၃နဲ့၃လုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့၆နောက်ပိတ်နဲ့ပေါင်းလို့ရှိရင်၈၃ပါပါ၈အဲ့၈ပိတ်တိုင်းတဲ့ပြန်နဲ့ 6ဘုံလုံးပေါင်းကြီးဒီ၄၄ကို၉ဒေစီနဲ့ပေါင်းလို့ရှိရင်၃အဲ့တို့ဒီ၃၈၃ပါဝါတဲ့၉ထစ်အဲ့မှာကျွန်တော်တို့9နဲ့2နဲ့ပေါင်းလို့ရှိရင်၉၉ပါဝါကြီး9ခါနဲ့၉ထစ်နဲ့ပေါင်းလို့ရှိရင်၄၉ပါဝါကြီး၄เนาะအခုဒီမှာကျွန်တော်တို့6 6 6ဘုံလုံးပေါင်းကြီးဒီ၃ညအဲ့၃ညဒီကျွန်တော်တို့6 6 5ဘုံလုံးပေါင်းကြီးဒီ9ခွန်ကို7နောက်ပေးနဲ့ပေါင်းလို့ရှိရင်9เนาะ7နောက်ပေးနဲ့ပေါင်းလို့ရှိရင်9 အဲ့ဒီငါးဒီကျွန်တော်တို့6 4 8သုံးလုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့နှစ်ထိပ်စီနဲ့ပေါင်းလို့ရှိရင်တုံညနှစ်ထိပ်စီနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တုံညတုံညငါတုံညပါပါတွေအဲ့မှာကျွန်တော်တို့6နဲ့5နဲ့ပေါင်းလို့ရှိရင်1အဲ့ဒီဒီကျွန်တော်တို့ sorry 6နဲ့5နဲ့ပေါင်းလို့ရှိရင်1တစ်ပါပါဒီကျွန်တော်တို့၄ခန်းနဲ့နှစ်ထိပ်နဲ့ပေါင်းလို့ရှိရင်6တစ်ပါပါဒီ6အဲ့လိုဖြစ်သွားတဲ့အခါမှာဒီလမ်းမှာပဲသူအဟိုပြောမယ်ဆိုလို့ရှိရင်အပြီးလာတဲ့ သဘောပေါ့နော်ပြီးလာတဲ့သဘောပြီးလာတဲ့သဘောမှာ तू อ่ะအဲ့မှာကျွန်တော်တို့ကနှစ်ထည့်စီနောင်တလုံးပေါင်းရင်30ဒါလေးလေးလုံးကိုးလေးလုံးနဲ့ချုပ်တာပေါ့နော်လေးလေးလုံးကိုးလေးလုံးနဲ့ချုပ်ရဲအဲ့မှာစယူခဲ့တဲ့ဒီငါလေတိုင်းနဲ့ငါ၈တုံးသုံးလုံးပေါင်းကြီးဒီ6နော်ငါ၈တုံးသုံးလုံးပေါင်းကြီးဒီ6 6ပါပါဘူးဒီမှာကျွန်တော်တို့1နော်ခုနကဒီမှာက ခုတော့ရှိသေးတယ်เนาะကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီတုံညာဒီမှာဆက်ပြီးတော့ကျွန်တော်တို့ရှင်း၅၆သုံးလုံးပေါင်းကြီးဒီကိုပေါ့ငါးကက်ကိုပေါ့เนาะငါးကက်ကိုပြေးခဲ့မယ်ဆိုလို့ရှိရင်เนาะကိုကိုပါပါဘူးကျွန်တော်တို့ခုနကဒီသုံးလုံးပေါင်းကြီးဒီသုံးသုံးကိုကျွန်တော်တို့တင်းနောက်ပိတ်နဲ့လေးဆိုပြီးတော့ပြောခဲ့ကြည့်တယ်เนาะလေးဆိုပြီးတော့ပြောခဲ့ကြည့်တယ်ညနေ live အဲ့ဒါရောသွားမှဆိုမှဒါကငါးကက်နဲ့သွားခဲ့တယ်လေးကက်နဲ့သွားလာငါးကက်ကိုလေးကက်နဲ့ပဲထားခဲ့ကြင်တာပေါ့ငါးကက်ကြီးမသွားကြင်တော့ဘူးပေါ့เนาะအဲ့လိုပုံစံနဲ့အဲ့ဒီမှာကျွန်တော်တို့ 53သုံးလုံးပေါင်းကြီး6 6ပါပါကျွန်တော်တို့နောက်လုံးပေါင်းကြီး1သုံးထိပ်နောက်ပေါင်းကြီး1နော်636သုံးလုံးပေါင်းကြီး5 5ပါပါနောက်လုံးပေါင်းကြီး3ည569သုံးလုံးပေါင်းကြီး3ည3ည5ပါပါနောက်လုံးပေါင်းကြီး5နော်491သုံးလုံးပေါင်းကြီး491သုံးလုံးပေါင်းကြီးဒီက5ပါပါနှလုံးပေါင်းကြီးဒီ3ညเนาะ5ပါပါနှလုံးပေါင်းကြီးဒီ3ညဒီဒီကိုเนาะအဲ့ဒီဒီကိုကဒါကျွန်တော်တို့က၄သုံးလုံး လေးလေးလုံးကိုလေးလုံးเนาะလေးလေးလုံးကိုကိုလေးလုံးတော့သူဒီမှာပဲကျွန်တော်တို့ကဟိုမြင်တော့ပေါ့ဗျာကျွန်တော်တို့မြင်တော့ဒီမှာပဲဟိုသူ့ဒီမှာပဲထားခဲ့တော့ပဲပေါ့เนาะအဲ့လိုထားခဲ့တော့ထားခဲ့တဲ့ကကျွန်တော်တာခဲ့တဲ့ကကြတော့ဆိုတော့ကျွန်တော်တို့ညနေကတို့ပြောခဲ့တယ်ဒါကခုနကလေးလေးလုံးကိုးလေးလုံးခုကက၃လေးလုံး ရှင်းလေးလုံးပေါ့နော်ဒီအပေါ်ကထားခဲ့တဲ့ကျွန်တော်တို့ဓာရီကကျွန်တော်တို့ပြီးမှာမဟုတ်တော့ဘူးဟိုအပတ်တိုင်းကြီးဓာရီပဲထက်တယ်လေးလေးအကြောင်းထက်နေတော့ပေါ့နော်လေးသုံးလေးလုံးပေါ့နော်သုံးလေးလုံးပေါ့အောက်ကနှစ်ကအရေးရောင်ပြတယ်လားထက်ကနှစ်ကပဲအရေးရောင်ပြတယ်လားဆိုတော့ဖိုင်ရိုက်ခဲ့တယ်ရိုက်ခဲ့ဘူးထက်မှာလည်းကျွန်တော်တို့ဒီသုံးလေးပါရှင်းလေးပါဒီကျွန်တော်ဗီဒီယိုဖိုင်ခုချိန်ဒီရှင်းရတဲ့နေကျွန်တော်ဖြတ်တော့မဖြတ်ခဲ့ဘူးပေါ့နော်အဲ့လိုပုံစံနဲ့အဲ့ဒီကောင်လေးကဟိုဒီကြားထဲမှာလည်းကျွန်တော်တို့လေးလုံးပေါင်းကြီးဒီကိုကိုကိုနဲ့ပေါင်းလို့ရှင်ရှစ်လေးလုံးပေါင်းကြီးဒီကိုကိုကိုနဲ့ပေါင်းလို့ရှင်ရှစ် အလေးလုံးပေါင်းကြီးဒီကိုးနဲ့လေးနဲ့ပေါလို့ရှိရင်တုံသုံးကိုငါးနဲ့ပေါလို့ရှိရင်ရှစ်ဒါကကျွန်တော်တို့ငါးငါးကိုလေးနဲ့ပေါလို့ရှိရင်ကိုးကိုးနှလုံးပေါင်းကြီးကိုးနဲ့ပေါလို့ရှိရင်ရှစ်လေးကက်ပဲတွားလားလေးကက်လေးကက်ပဲတွားငါးကက်ကိုမတွားဘူးဒီဒီနန်းလေးမှာတော့နော်အဲ့ဒီမှာလည်းကျွန်တော်တို့နှလုံးပေါင်းကြီးဒီနှစ်နဲ့6နဲ့ပေါလို့ရှိရင်ရှစ်ရှစ်နဲ့၃နဲ့ပေါလို့ရှိရင်ရှစ်နှစ်နဲ့6နဲ့ပေါလို့ရှိရင်ရှစ်နှစ်နဲ့6နဲ့ပေါလို့ရှိရင်ရှစ်ဒါလေးလုံးပဲကျွန်တော်တို့6နဲ့6နဲ့ပေါလို့ရှိရင်နှစ်ဖြစ်သွားတာပေါ့နော်ဒီဖြစ်သွားတဲ့အခါကျတော့ညနေကကျွန်တော်တို့ပြောခဲ့တယ်ဒီခွန် နောက်ပေးပေါ့နော်ခုနောက်ပေးကိုကျွန်တော်တို့ကဒီ336မှာကျွန်တော်တို့သုံးထိနေနော်336မှာသုံးထိနေတုံညာတုံညာကိုကျွန်တော်တို့ကဒီမှာယူခဲ့တဲ့ဒါ၈တိရှိနေပေါ့နော်၈တိရှိနေကျွန်တော်တို့ကလုံးလုံးပေါင်းကြီးဒီ၈ပေါ့နော်လုံးလုံးပေါင်းကြီးဒီ၈ဒီမှာရှိခဲ့တဲ့9နောက်ပေးကိုသုံးထားထိနေပေါ့လို့ရှိရင်ငါအော်ကျွန်တော်တို့သုံးထိနေပေါ့လို့ရှိရင်၈ပေါ့နော်ဒီမှာရှိခဲ့တဲ့ကျွန်တော်တို့၄နောက်ပေးကို ရှစ်ထိနေပေါ်လို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ဆောက်ထိနေပေါ်လို့ရှိရင်ကျွန်တော်တို့ရှစ်ပေါ့နော်ဒီမှာရှိခဲ့တဲ့သုံးနောက်ပိတ်ကိုဆောက်ထိနေပေါ်လို့ရှိရင်ကိုကိုကျွန်တော်တို့ကိုနဲ့ပေါ်လို့ရှိရင်ရှစ်ဆက်ပြီးတော့ဒါလေးကပ်မှာနော်လေးကပ်မှာကျွန်တော်တို့ကပါမယ်ပေါ့သူကဒီရှစ်မှာဒီနှလုံးပေါင်းကြီးဒီတုံညာအဲ့တုံညာကိုဒီရှစ်ရဲ့ဖွဲ့ရပေါ့နော်ဒီရှစ်ရဲ့ဖွဲ့ရအဲ့တုံညာကိုကျွန်တော်တို့ခွန်တုံညာရှစ်သုံးလုံးပေါင်းကြီးဒီ၅ဆက်ပြီးတော့ ဒီတုံညရဲ့ဘာဘာအသုံးလုံးပေါင်းနေပြီမဟာလို့ယင်ချက်လိုက်တာနော်အဲလိုဒီမှာကကျွန်တော်တို့သူ့ကိုအရင်တိုင်လိုက်တာဟိုဖိုလိုဂျီနက်တစ်ကနော်သူ့ကိုအရင်ထည့်လိုက်တာသူ့ကိုအရင်ထည့်လိုက်တယ်ဒီမှာလည်းကျွန်တော်တို့လည်းလုံးပေါင်းနေပြီငါငါဘာဘာကိုကျွန်တော်တို့၄၈၈အသုံးလုံးပေါင်းနေပြီတုံညလို့ယင်ထည့်လိုက်တာဒီမှာကျွန်တော်တို့၄နဲ့၈နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ဘာဘာကိုကျွန်တော်တို့သုံးလုံးပေါင်းနေပြီကျွန်တော်တို့ခွန်လို့၈၆သုံးလုံးပေါင်းနေပြီခွန်လို့ယင်ထည့်လိုက်တာဒီမှာကျွန်တော်တို့၃နဲ့၆နဲ့ပေါင်းလို့ရှိရင်ကို၉ဘာဘာကို နော်266 266နော်266သုံးလုံးပေါင်းကြီးဒီ၄လို့အရင်ချက်လိုက်တာနော်ဒီမှာကျတော့ကျွန်တော်တို့နှစ်နဲ့နှစ်နဲ့ပေါင်းလို့အမ်ဟောပေါ့နှစ်နဲ့6နဲ့ပေါင်းလို့ရှိရင်8ပေါ့နော်8ပါပါသုံးလုံးပေါင်းကြီးဒီ3ဆိုပြီးတော့3လည်းထက်မသွားဘူးနော်3လည်းထက်မသွားဘူး3လည်းထက်မသွားတဲ့ခါကျတော့အဲ့ဒီမှာကျတော့ကဆိုလိုချင်တဲ့အသေးပေးကဒီခွန်ကိုဒီ6နဲ့ပေါင်းလို့ရှိရင်3ဒီနှစ်ကိုဒီ7နဲ့ပေါင်းလို့ရှိရင်တော့နော်ဒီခွန်ကိုဒီ6နဲ့ပေါင်းလို့ရှိရင်3 ဒါပြီးသူ့ကိုပြန်ပြီးတော့အငြင်းပြန်လို့ကြဒီနှစ်ကိုဒီတစ်နဲ့ပေါင်းလို့ရှိရင်သုံးနော်ဒီလေးကိုဒီကိုနဲ့ပေါင်းလို့ရှိရင်သုံးနော်ဒီရှစ်ကိုဒီငါနဲ့ပေါင်းလို့ရှိရင်သုံးဒါတော့ဒီမှာဆက်ပြီးတော့နှလုံးပေါင်းကြီးတစ်စိကို၈နဲ့၈တယ်နှလုံးပေါင်းကြီးကို၃နဲ့၈တယ်နှလုံးပေါင်းကြီးနှစ်ကို၆နဲ့၈တယ်နှလုံးပေါင်းကြီးကို၉နဲ့၈တယ်ဒီမှာပြန်လာပြီးတော့နှလုံးပေါင်းကြီး၈ကို၅နဲ့၃တယ်နော်၅နဲ့၃တယ်အဲ့မှာကျွန်တော်တို့က၈လေးလုံး၃လေးလုံးနော်ခုနကတော့ ကျွန်တော်ပြောခဲ့တဲ့ဟာကဒီနှလုံးပေါင်းကြီးဒီတုံညာတုံညာကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီငါဒါပြီနော်ဒီနှလုံးပေါင်းကြီးတုံညာကိုဒီသုံးလုံးပေါင်းကြီးဒီငါအဲငါပါပါကိုကျွန်တော်တို့ဒီနှစ်နောက်ပေလေးနဲ့ရှင်းနှလုံးပေါင်းကြီးရှင်းနဲ့ကျွန်တော်တို့တုံညာလို့ထည့်တာနော်ဒီသုံးလုံးပေါင်းကြီးဒီငါကိုဒီနှစ်နောက်ပေလေးနဲ့ကျွန်တော်တို့ဒီရှင်းပေါင်းချင်းရှင်းလေးနဲ့တုံညာလို့ထည့်တာအဲကျတော့နှလုံးပေါင်းကြီးဒီတုံညာသုံးလုံးပေါင်းကြီးဒီငါသုံးလုံးပေါင်းကြီးဒီတုံညာ တုံညာငါတုံညာနော်ဒီမှာကျွန်တော်တို့ငါနဲ့တုံညာနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ငါငါ့ကိုကျွန်တော်တို့၄၈၈သုံးလုံးပေါင်းကြည့်ဒီတုံညာအဲ့မှာတုံညာကိုကျွန်တော်တို့ဒီ၅နောက်ပိတ်နဲ့ရှင်းလုံးပေါင်းရင်ငါနဲ့ပေါင်းလို့ရှိရင်ငါငါတုံညာ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 ငါဒီမှာက၄နဲ့၈နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့နှစ်နှစ်ကိုကျွန်တော်တို့၈၆တို့သုံးလုံးပေါင်းကြည့်ဒီခွန်နော်ခွန်ကိုကျွန်တော်တို့ကဒီ၆နောက်ပိတ်လေးနဲ့ရှင်းလုံးပေါင်းကြည့်ဒီ၆နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ခွန်နှစ်နော်၄ကစနဲ့ နှလုံးပေါင်းကြီးဒီကိုနော်နှလုံးပေါင်းကြီးဒီကိုကိုကိုကျွန်တော်တို့နှိမ့်ဆောက်ဆောက်သုံးလုံးပေါင်းကြီးဒီလေးကိုပါပါလေးအဲ့လေးကိုကျွန်တော်တို့ဆောင်းနောက်ပိတ်လေးနဲ့ရှင်းနှလုံးပေါင်းရင်းသုံးနဲ့မှာကိုအဲ့ကြတော့ရှင်းနှလုံးပေါင်းကြီးဒီသုံးဟမ်ရှင်းနှလုံးပေါင်းကြီးဒီသုံးခုနကကျွန်တော်တို့ကနှစ်ထိပ်ပြခဲ့ပြီကိုပေါင်းကြီးတစ်ပြခဲ့ပြီနှစ်ပေါင်းကြီး30ပြခဲ့ပြီနှစ်ပေါင်းကြီး30ပြခဲ့ပြီဒီ9 8တော့သုံးလုံးပေါင်းကြီးဒီ6ကိုလည်း6ပါပါဒီ6 8 636တုံးလုံးပေါင်းကြီးဒီ9ကိုလေ9ပါပါ3ည9 6ကိုတုံးလုံးပေါင်းကြီးဒီ3ညကိုတုံးညပါပါ9 6ကိုနှစ်တုံးလုံးပေါင်းကြီးဒီ9ကို9ပါပါနှလုံးပေါင်းကြီးဒီ3ညနော်အဲ့3ညဖြစ်သွားရောဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ကအဓိကမိန်းကနှလုံးပေါင်းကြီးဒီ30 30ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှိရင်10နော်နှလုံးပေါင်းကြီးဒီ10 10ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှိရင်10နော်နှလုံးပေါင်းကြီးဒီ6နဲ့6နဲ့ပေါင်းလို့ရှိရင်2ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းကြီး6နဲ့ပေါင်းလို့ရှိရင်10နော် 6နဲ့9နဲ့ပေါင်းလို့ရှိရင်9 9ကိုကျော်လို့ရှိရင်နှလုံးပေါင်းရင်3နဲ့ပေါင်းလို့ရှိရင်8အဓိကကတော့ရှစ်လေးပါလေးလေးပါအဓိကမင်းကစားကျင်တာကိုမင်းသွားကျင်တာကိုနော်မင်းသူ့မင်းလို့လို့ရှိတာပေါ့နော်မင်းလို့လို့ရှိတဲ့ကကျတော့အဲ့မှာကျတော့ရှစ်လေးပါဘူးရမှာရှင်နှလုံးပေါင်းကြီးဒီနှစ်ထိရှင်နှလုံးပေါင်းကြီးဒီ3ခွာပေါင်းကြီးဒီ7နှာပေါင်းကြီးဒီ30နော်နှာပေါင်းကြီးဒီ30 အဲဆိုလိုချင်တဲ့အဓိပ္ပာယ်ကသူကကျွန်တော်တို့ဆောတပိုင်းကပြောခဲ့တယ်နော်ဆောတပိုင်းကကျွန်တော်တို့ပြောခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီနှလုံးပေါင်းကြီးတွေရှစ်ပေါ့နော်ရှစ်ကိုကျွန်တော်တို့နှလုံးပေါင်းကြီးတွေရှစ်ရှစ်ကိုကျွန်တော်တို့၃နဲ့ပေါင်းလို့ရှိရင်တက်ပေါ့နော်အဲ့ရတယ်ကျွန်တော်တို့အဓိကဟို သွားမယ်အနေထားဖြစ်သွားတာပေါ့နော်အဲ့ပုံစံနဲ့အဓိကသွားမယ်အနေထားဖြစ်သွားတာအဲ့မှာလည်းကျွန်တော်တို့လည်းလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ9နဲ့ပေါင်းလို့ရှိရင်1နော်1ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ6 1 6နော်လည်းလုံးပေါင်းကြီးဒီ9ကိုကျွန်တော်တို့သုံး8 8သုံးလုံးပေါင်းကြီးဒီ9ကိုကိုသုံးလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်8အဲ့8ကိုကျွန်တော်တို့လည်းလုံးပေါင်းကြီးဒီ9ကိုကိုကျွန်တော်တို့9 6 8သုံးလုံးပေါင်းကြီးဒီ9လည်းလုံးပေါင်းကြီး9ကိုသုံးလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်8အဲ့8ကိုကျွန်တော်တို့8ပါပါသုံးလုံးပေါင်းကြီးဒီ都。Oh. နော်ရှင်းလုံးပေါင်းကြီးကိုချုပ်တယ်နှလုံးပေါင်းကြီးဒီနှစ်နဲ့ဆောင်နဲ့ရှင်းရှစ်ကိုရှစ်ရှစ်တုံးသုံးလုံးပေါင်းကြီးဒီကိုရှင်းနဲ့ကိုနဲ့ပေါင်းလို့ရှင်းဆိုလို့ခွန်အဲ့ဒီခွန်လို့ကျွန်တော်တို့နှလုံးပေါင်းကြီးဒီသုံးသုံးကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီလေးသုံးနဲ့လေးနဲ့ပေါင်းလို့ရှင်းခွန်အဲ့ဒီခွန်ကိုကျွန်တော်တို့6ဘိုးခွန်သုံးလုံးပေါင်းကြီးဒီနှစ်နော်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ၅နဲ့၅နဲ့၃ည၃ညကိုကျွန်တော်တို့6ခွန်6ဟမ်6 3 6သုံးလုံးပေါင်းကြီးဒီခွန်နော် ိုက်ခွန်ကိုကျွန်တော်တို့နှလုံးပေါင်းကြီးညီ2နှလုံးပေါင်းကြီးညီကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးညီ9နဲ့ခွန်အိုက်ခွန်ကိုကျွန်တော်တို့ခွန်ပါပါသုံးလုံးပေါင်းကြီးညီ2ဆိုရင်ရှင်းသုံးလုံးပေါင်းကြီးညီ3ကျွန်တော်၄ကက်ကို၄ကက်ဆိုင်ကူဒီစနစ်နဲ့ဒီပုံစံနဲ့ချုပ်ကြည့်တာဒါပေမဲ့ဒီစနစ်နဲ့ဒီပုံစံနဲ့ချုပ်ကြည့်ရဆိုတော့ကျွန်တော်တို့2မန်း9လိုကနထွက်တယ်ပေါ့ဗျာ2မန်း9လိုကနထွက်တဲ့ကကျမေးစရာဘာရှိသေးလဲဆိုတော့ကျွန်တော်တို့အဲ့မှာကျွန်တော်တိခါးလည်းပါမလားကိုနောက်ပြေးလည်းပါမလားဟမ် ကျွန်တော်တစ်ခါလဲပါမလို့ကိုနောက်ပြီလဲပါမလို့ဘူးပေါင်းခြင်းမတ်တဲ့အတန်လေးနဲ့ပဲလှုပ်လှုပ်ခဲ့တယ်ပေါင်းခြင်းမတ်တဲ့အတန်နဲ့ပဲလှုပ်လှုပ်ခဲ့တယ်အဲပေါင်းခြင်းမတ်တဲ့အတန်နဲ့လှုပ်လှုပ်ခဲ့တဲ့အခါမှာနော်ပေါင်းခြင်းမတ်တဲ့အတန်နဲ့လှုပ်လှုပ်ခဲ့တဲ့အခါမှာဆိုတော့ပေါင်းခြင်းနဲ့ဗနန်းထုတ်လိုက်ရတဲ့အနေထားတစ်ခုပေါ့နော် ေါင်းညင်းနဲ့ကနန်းထုတ်လိုက်ရတဲ့အနေအထားတစ်ခုမှာ organ ဖြစ်ခဲ့တာပေါ့နော် organ ဖြစ်ခဲ့တာပေါ့ဒီကစနေမှာစနေတဲ့ရင်အသုံးယူပါအတန်နဲ့တခါတလေအောင်ကတာလေးများကြီးလိုက်ပြီးရှင်းနေလေပေါ့နော်အတန်နဲ့အောင်ကတာလေးများနောင်နောင်အခွင့်ကားတင်တဲ့ခါကျပြပြီးပြပြီးဆိုတော့ကဘေကုန်ခန်းကြီးလကားပြပြီးတာမဟုတ်နော်နီးစနစ်ပြီးလိုက်ဟောကောကိုလုတ်တဲ့ပပိုင်းကောကိုလုတ်တဲ့ကြိုင်တဲ့အောင်လို့နော်အလုံးမဲ့ မင်းလာကြမှာဒါကြောင့်မို့ကျွန်တော်ဒီ19ချိန်မှာ၄ကစနစ်နဲ့ဒါထူးထူးဆန်းဆန်းဒီဘက်မှာတော့เนาะဒီကနေ့စနစ်တည်းမင်းငန်းထားလို့လည်းရတယ်စနစ်တည်းအတုံးကြီးပါလို့ချန်ချန်ပြေးချင်ပါတယ်အားလုံးပဲ19ချိန်မှာကံကောင်းကြပါစေခင်ဗျာ